ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Tottenham Hotspur အသင်းကတော့အခုလက်ရှိမှာနီးပြတဲ့ Thomas Frank နဲ့အတူအများကြီးလှုပ်ပြရတယ်ဆိုတော့မနေ့က Europa League ရတာမှန်ပေမဲ့အသင်းပိုင်ရှင်ဥက္ကရာဖြစ်တဲ့ Daniel Levito ရဲ့ ambition ကတော့ Champion League မှာ Champion ဖြစ်ဖို့ Premier League မှာ Champion ဖြစ်ဖို့မနေ့က Antwerp ကိုလှုပ်ပြခဲ့ပြီး Spurs ကို ယူရိုပါလိမှာချန်ပီယံဖြစ်တဲ့နှစ်ပေါင်း18နှစ်အတွင်းပထမဆုံးဆူဖလာနှစ်ပေါင်း40ကျွင်းပထမဆုံးယူရိုပီယံဖလာယူပေးတယ်ဒါပေမဲ့လီပိုဇီရှင်ကစပါ့စ်ပဲတော်တော်ဆူဆူဝါပဲဘာကြောင့်လဲဆိုတော့ထော့တန်ဟော့စပါအဆင့်အတန်းနဲ့ဆိုရင်တော့ပြီးခဲ့တဲ့ရာသီလီပိုဇီရှင်ဟာလုံးဝလက်မခံစရာကောင်းတဲ့မှတ်တမ်းပဲရာသီစပရီးမီယာလိပျောက်လုံးပေါ့လေစပါးကအဆင့်ဆက်ခွန်မှာအဆုံးသတ်တယ် 38မှာပဲရတယ်ပုံမှန်ကျွန်တော်တို့နည်းနည်းငယ်တဲ့အချိန်လောက်ကဆိုရင်ပရီးမီးယားလီကရမတ်30ပြည်မှာတမ်းမစင်တာဒါပေမဲ့မိနစ်က3တရအမတန်ညံ့နေ25ပဲရတဲ့အချက်ကတော်တော်လေးစိုးသွားလို့ဒါစပါကန်ကောင်းတာဆိုတော့မိနစ်ကပွဲစဉ်38မှာစပါက7ပွဲနိုင်5ပွဲတည်22ပွဲရှုံးတယ်65ကိုပေးပြီးတော့64ကိုသွင်းတယ် minus 1ထော်တန်ကတုံတုံ minus ဖြစ်ခဲ့တယ်။ဘာလို့စပါကအရင်ကအထက်ကင်းသင်းသူတို့ကိုယ်တိုင်လည်းဂိုးတွေပေးအောင်မပေးမယ်။ဒါပေမဲ့သူတို့လည်းတိုက်စစ်အားကောင်းတယ်။ အာထိုနီယိုကွန်တီပဲဖြစ်ဖြစ်ဂျိုးစီမော်ရီညိုပဲဖြစ်ဖြစ်စပါတင်ရဲ့ဂိုးသွင်းဆွမ်းရည်ကကောင်းနေတော့မယ်။ဒါပေမဲ့ပြီးရဲ့နှစ်ကခန်းစစ်တော်တော်လေးဆူဆူဝါဖြစ်တယ်။နောက်ဥရောပပွဲတွေမှာလည်းစပါ့စ်ကကစားခဲ့တဲ့တခြားလို့ပေါ့လေ။ယူရိုပါလိပွဲမှာစပါ့စ်ကရှုံးပွဲနှစ်ပွဲဆိုတော့ပရီးမီးယားလိမှာသူတို့တိုးတဲ့22ပွဲရှုံးတယ်။ယူရိုပါလိမှာဒါနှစ်ပွဲရှုံးတယ်။ EFL ကမှာတစ်ပွဲ၊ FA ကမှာတစ်ပွဲ။ဆိုတော့တိုးတဲ့အပြစ်စပါ့စ်ကပြိုင်ပွဲဆုံးမှာ26ပွဲရှုံးတယ်။ ပွဲ60ကစား25ပွဲနိုင်6ပွဲတည်26ပွဲရှုံးဆိုတဲ့အချက်ကတော့တော်တော်လေးတော့ဆူဆူဝါဝါပေးအဲ့ချက်ကြောင့်လေဒန်နီယယ်လီဗီက OK I'm for so go go ယာရုကထုတ်လိုက်တာဆိုတော့ပွဲ60ကစားတွေထောက်ဝက်တောင်မနိုင်50%တောင်မနိုင်ဘူး 43.33%ပဲရှိတဲ့ win ratio ကဒါကမန်စီးတီးတို့တခြားသင်းတွေဆိုရင်တော့ဒီတက်ပိုဆိုးသွားနိုင်တယ် position ကဒါပေမဲ့ Tottenham ကဖလားယူပေးလိုက်တဲ့အတွက် Ange ကိုနည်းနည်းစဉ်းစားသေးတယ်ဒါပေမဲ့ထုတ်ဖို့လဲဆော်ရီးတဲ့ဆုံးဖြတ်တယ်ဒါကြောင့် Brentford နီးပြဟောင်းဖြစ်သွားတယ် Thomas Frank ကို Europa League final ငါးဘက်လောက်လို့ဒီက Spurs ကတောက်လျှောက်ချင်းကတ်တယ်စကားတွေတောက်လျှောက်ပြောတယ် Champions League ဝင်ခွင့်ရတဲ့ Europa League နိုင်ပွဲရသည့်တိုင်အောင် Ange ကိုထုတ်ပြီးတော့သူတို့ Thomas Frank ကိုတွေးချလိုက်တယ်ဆိုတော့ Antwerp တို့တဲ့သူတို့6တန်းယိုခဲ့တယ်ပြီးတော့ Thomas Frank တို့10တန်းသူတို့16တန်းသုံးပြီးတော့ဒီပြောင်းလဲနေတဲ့ manager management ကိုသူတို့ချိန်လိုက်တယ်ဆိုတော့ question က Tottenham Hotspur အသင်း champion ဖြစ်နိုင်လား champion ဆိုတာက super la တစ်ခုခုမှာ champion ဖြစ်နိုင်ဆိုတော့ Spurs နဲ့ပတ်သက်လို့ကျွန်တော်တို့အမြင်ကြည်တာတဲ့အချက်တစ်ချက်က Tottenham က Premier League မှာအမှန်တိုင်းပြောရင်တော့ ဟို attractive football ကစားတဲ့အသင်းပြတောင်တောင်ယုံဘယ်အသင်းပဲဖြစ်ဖြစ် Spurs က attacking ပဲကစားတယ်တောင်တောင်ယုံဘယ်တော့မှခံစစ်ကစားလို့ရှိတဲ့အသင်းမဟုတ်ဘူးသူတို့က Osaka Alex Ferguson လက်ထက်ကဒီ clash ချိန်တိပဲဆိုတော့သူတို့အမှတ်ပေး champion နောက်ဆုံးဖြစ်တာက first division ကို1951နဲ့61မှာနှစ်ကြိမ် champion ဖြစ်တယ်အဲ့နောက် FA Cup ကတော့သူတို့နောက်ဆုံးရတာက91မှာရပြီးတော့ D Cup က2008မှာရတယ်။ Community League က91ရပြီးတော့မှ European ကတော့ ပြီးခဲ့တဲ့ရာသီမှာရာတော့သူတို့က UEFA က3ချိန်ရတယ်ဆိုတော့အခုဒီရာသီမှာ Thomas Frank အဓိက challenge က Champion League နဲ့ Premier League ကိုဟန်ချက်ညီညီသွားနိုင်ဖို့သူတို့ squad ကအမှန်တိုင်းပြောရင် thin squad အရန်ကြီး strong မဖြစ်ဘူး quality player တွေအများကြီးရှိသည့်တိုင်အောင် squad အင်အားကအရန်အားနေတယ်နောက်အခုဆိုရင်မရေရာမသေးချာတဲ့အတင်းကောင်းဆောင် Yu Min Sun ရဲ့အနာဂတ် ခရစ်ယာန်ရူဘဲရဲ့အနာကအားနေနေတဲ့ကွင်းလေတွေသူတို့ဖြည့်တင်းပြတယ်ခုလောလောဆယ်ဈေးကွက်မှာစပါကသူတို့မနေ့ကအငှားခေါ်ထားတဲ့မတ်တီထဲတယောက်ထဲကိုပဲသူတို့အပီးသက်ခေါ်ထားတယ်ဆိုတော့လက်ရှိစပါသင်းရဲ့လက်ရှိအခြေအနေကိုကျွန်တော်နံပါတ်၁ပြန်ကြည့်မယ်စပါလူရင်းစင်းတောင့်တင်းမှုရှိလားဂိုးသမားဗီကာရီယိုတကယ် quality ဂိုးသမားဖြစ်တယ် Kingsley โอเคအရန်ကိုသမမစိုးဘူးလို့ပြောလို့ရတယ်စန်တဘတ်မှာအော်စတြီးယားနောက်ခံလူဒန်ဆိုအရန်ဖြစ်ဒရဂူဆင်အရန်ပြီးတော့မှ ပြီး Christian Romero နဲ့ Van de Beek ရှိမယ်အဲ့ဒါကမှ Van Davis ကိုသူတို့ဘက်ကဝိုင်းရင်ကစားမကိုအရင်ဖြစ်ထပ်ပြီးတော့ထပ်ချိန်ထားတယ် left back က Udogi right back က Poro အဲ့ဒါကမှ Jesper ကဘယ်ညာနှစ်ဖက်ကစားနိုင်တယ်ဆိုတော့မနစ်ကအသင်းကနေ Reggie Long ထွက်သွားပြီးထွက်သွားတဲ့ကစားမတွေအများကြီးရှိတယ်ဆိုတော့ဒါ Spurs ကခန်းစစ်ခန်းစစ်ကတော့အမှန်တမ်းပြောရင်တော့ Mickey Van de Beek နဲ့ Christian Romero တယောက်ယောက်နိုင်တိုင်ပတ်မှာပဲဒါက Spurs ရဲ့အဓိကပြဿနာ ိုင်းမြောက်ကပဲထော့တန်ရဲ့ကစားပုံဒါပေမဲ့ highlight မကစားဘူးဆိုရင်တော့ different story ဖြစ်နိုင်တယ်။ကွင်းလေကအခုတို့ e basuma ကိုတို့ရောင်းမယ်။ဆိုတော့ okay e basuma ကိုမရောင်းခင်မှာကွင်းလေက James Madison ရှိတယ် basuma ရှိတယ် Lucas Burboy ရှိမယ် Kolosowski ရှိမယ် Papa Matasa ရှိမယ် Banton Cone James Madison ရှိတယ်။ပြီးတော့ Archie Gray တုံးလို့ရတယ် Archie Gray က left လား right လား center back လားအကုန်တုံးတယ်။အနည်းက Spartan အကြောင်းဆိုတော့ Banton Cone က first try James Madison က first try Bellboy ကနေရာပိုရမယ် Kolosowski နေရာပိုရမယ် Spurs က attacking mindset player တွေများတယ် defensive ကကျွန်တော်အမြင်တော့ Rodrigo defensive midfield လို့ပြောသည့်တိုင်အော် Rodrigo ပန်းထံကို central midfield position နဲ့ Ibisuma ကတော့ defensive midfield ဖြစ်ပြီးတော့ Sa ကလည်း central midfield ပဲဆိုတော့သူတို့ DM ကောင်းကောင်းတယောက်လိုအပ်တာတော့မှန်တယ်ဒါပေမဲ့သူတို့မှာရှိတဲ့ကစားသမား3ယောက်ကအဲ့ DM ကိုကစားနေတဲ့ကစားသမား3ယောက်က CN နေများ CN DM နေ ဲ့တော့အဲ့တချက်ကစပါဆိုရင်နည်းနည်းလေးသတိထားရမယ်ပြီးတော့သူတို့မှာအာတာချက်ကကိုလိုဆက်စကီရှိမယ်ဂျိမ်းစ်မက်ဒစီရှိမယ်လူကတ်ဘာဘွဲရှိမယ်အတကင်မီဖီပလေယာတို့သုံးနေရာရှိတယ်ပြီးရင်ကိုလိုဆက်စကီကညာကိုထွက်လို့ရတယ်အိုက်တောင်မန်ကစပါတာတိုက်စစ်တောင်မန်ကတကယ်အားကောင်းဆုံးပဲအသင်းကောင်းဆောင်ယူမင်ဆုံသားလို့ရတယ်ပြီးတော့မှဒီဟိုဘချက်ကခလိုဆော့စကီနဲ့အထောင်ကဆလန်ကီကစားလို့ရတယ်အဲ့ဒါကမှဂျိမ်းစ်မက်ဒစင်အရာမှရှိတယ်ညာဘချက်မှာဘရန်ဒန်ဂျိုစီရှိမယ်အိုဒဘယ်ရှိမယ်အခုမတ်တီတယ်ထပ်ရောက်လာပြီ အဲ့ဒါကမှအခြားကစားမတော်တော်များများကြံ့တယ်ဆိုစပါတင်ရဲ့ attacking ဘိုင်းကဘာမှဒါပေမဲ့ space ကတေးကြတာကလက်ရှိ squad ကနည်းနည်းအားနည်းနေသေးတယ်သူတို့လိုအပ်တဲ့ क्व င်းတွေနှစ်ယောက်လောက်ထပ်လို့လဲဘာလို့ क्व င်းတွေက၃ယောက်ပဲရှိတာ proper ကအဲ့၃ယောက်မရှိမရှိဘူးဆိုတော့ क्व င်းလေ၃ယောက်နဲ့တရားသလုံးသွားလို့မရဘူးဗျာကျွန်တော်ပြောချင်တာက DM နဲ့ CM position မှာ၃ယောက်ပဲရှိတယ်ဆိုတော့ပစုမရဲ့စာရဲ့ဘန်ထန်ကို၃ယောက်နဲ့ရရှိမဖြစ်ဘူးဘာလို့ဆိုအများတဲ့ attacking position ရာ AN နဲ့ CR position ကိုအတိုက်စစ်အားတာတယ်ကစားမနှစ်ယောက်ကစားဖို့ smart တိုင်ပတ်ပါသူပြန် champion league နဲ့ premier league ကိုဟန်ချက်နေကြီးဆိုအခုချိန်ထိ तू ဝယ်လို့မရသေးဘူး तू ကတော့ amber mode တို့ your wesar တို့ nogas တို့သူ exam ဟောင်းနေ tottenham ကအခု antwan chaman မျိုးကိုတွားကြည့်နေတယ်ဒါအောင်ကြည့်ကြပြီ spurs ကအဲတောင်မောင်ထပ်ဖြစ်ခြင်းတဲ့သဘောဖြစ်တယ်ခုလောလောဆယ် spurs နေနဲ့ခံစစ်ပိုင်းကြည့်နေတာတိတ်မရှိဘူး ဝင်လေနဲ့တိတ်မကြဘူးဒါဆို spare transfer ကပြောဖို့ခက်တယ် spare အခုလက်ရှိအနေထား feature ကိုကျွန်တော်ယာစီစကြည့်မယ်ဆိုရင်ပွဲစဉ်တက်မှာသူတို့ ban လေးကိုကမ်းမယ်တေချာပေါက်၃မှတ်ရမယ်ဒုတိယပွဲက Manchester City နှစ်တိုင်းနှစ်တိုင်းတော့ City ကိုဒုက္ခပေးတယ်ပွဲစဉ်နှစ်မှာတော့သူတို့ချက်ချင်းကြီးဒုက္ခပေးနိုင်တာပွဲစဉ်၃မှာ Spurs ကအိမ်ကွင်းမှာဘုံမောက်ကမ်းမယ်ပြီးပွဲစဉ်၄ပွဲစဉ်၅က West Ham နဲ့ Brighton ကို away ကိုနှစ်ပွဲ West Ham ကို Brighton ကို Spurs အမြဲတမ်းဒုက္ခရောက်တဲ့အသင်းနှစ်သင်းဖြစ်တယ်အထူးသဖြင့်သူတို့ကွင်းနေမှာ ပြီးပွဲစဉ်6မှာ Wolverhampton ပွဲစဉ်9မှာ Leeds ကိုအဝေးခွင်ပွဲစဉ်10မှာ Villa ကိုအိမ်ခွင်ပွဲစဉ်9မှာ Everton နဲ့ပွဲစဉ်10မှာ Chelsea ဆို Spurs ကပထမ10ပွဲမှာ Chelsea နဲ့ Man City ပဲရှိတယ် Chelsea ကိုအိမ်ခွင် Man City ကိုအဝေးခွင် ဒါပေမဲ့နည်းနည်း tough ဖြစ်တဲ့အပွဲတွေကအဲ့ထဲမှာဟိုမြောက်ဒီမြောက်ပွဲတွေရှိတယ်ပြီးတော့မှပွဲစဉ်17မှာ United ပွဲစဉ်17မှာ Arsenal နောက်ပွဲစဉ်14မှာ Newcastle သူတို့10ပြီးတာနဲ့ဇတိုက်ပဲဆိုတော့ပထမ10ပွဲမှာကျွန်တော်တို့ပြ Spurs က okay Spurs ချေကိုကျွန်တော်ပုံမှန်တွက်လိုက်ဗန်လီကိုနိုင်ဘုံမောက်ကိုနိုင်ဝက်ဆန်နဲ့ဘရိုက်တန်တို့နှစ်ပွဲလုံးသူမနိုင်တပွဲပဲနိုင်တာအဲ့မှာထပ်နိုင်ဝူဗာဟန်တန်ကိုအိမ်ကွင်းကိုနိုင်လီးစ်ကိုဝေးကွင်းနိုင်အေဗာတန်အဝေးကွင်းအမြင့်ခတ်တယ်ဒါမဲ့ထားပါတော့အနိုင်မဲ့ထားပါ အာရှုမီလာအင်ဂွေအနိုင်ဆိုတော့သူတို့9ပွဲနိုင်မယ်ဆိုရင်တော့ဒါပထမ10ပွဲရမယ်30မှာ9ပွဲနိုင်10ပွဲတည်နောက်ဆက်လက်မှတ်ဆိုရင်ဒါတော်တော်လေးကောင်းတဲ့အချက်ပဲဒါတိုမက်စ်ဖရန့်ကအခုကျွန်တော်နားမလဲတာက3ဘက်ကစားမလား4ဘက်ကလားမှာဘရန်ဖို့မှာတော့သူ3ဘက်ပဲကစားတယ်4ဘက်ကစားမလား3ဘက်ကလားကျွန်တော်ကြည့်ရမယ်ဒါပေမဲ့ကုလလော့ဆယ်နေသားထော့နန်ကတော့ဒီ transfer window မှာအများကြီးဝယ်ရမယ်နေဆုံး၄ရောက်တော့ဝယ်ရမယ်အဲ့လိုမဟုတ်ဘူးဆိုရင်ချန်ပီယံလိနဲ့ပရီးမီယာလိကိုဟန်ချက်ညီညီသွားဖို့ခက်တယ်ဒါကစပါအသင်းရဲ့ feature နဲ့အခြေအနေပါအားလုံးကျေးဇူးတင်ပါတယ်